အားလုံးမင်္ဂလာပါဒီမှာကတော့ Create Trail Session 04က ZYDGD new web ဖြစ်ပါတယ်ဒီနေ့မှာတော့ Create Trail မြန်မာစာရဲ့အဖက်ရွက်တင်ရတဲ့မှာပါဝင်နေဖိုးမောင်လာပြီးကြပြလေးချိန်ခံမိကုန်နေရဲကမှလေးချိန်ခံမိကုန်နံပါတ်5စာရေးသူရဲ့ဒီဖိုးမောင်လာပြီးကြပြမှာစာရေးသူရဲ့စေတနာတွေကိုသုံးသပ်ပြပါဆိုရင်မိကုန်ကိုရွေးချယ်ပြောဖြစ်စေတော့မှာဖြစ်ပါတယ်ဒီပြန်လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရယ်နော် ဆိုတော့ပထမဦးဆုံးအနေနဲ့ဒီဖိုးမောက်လာပြီးကြပြနဲ့ပတ်သက်ပြီးတော့စာမိတ်ဆက်လေးဒီကြပြမိတ်ဆက်လေးကိုအရင်ဆုံးတွားချင်ပါတယ်ကျော်ဒီဖိုးမောင်လာပြီးကြပြကဆိုလို့ရှိရင်ခစ်အနေနဲ့ကတော့ဒီလွတ်လပ်ရေးခင်မာရေးသားခဲ့ကြပြပဲဖြစ်ပါတယ်။စာစုကတော့အလုံးလဲတည်ကြမဲ့ဒီဆိုင်အကြပြဆရာကြီးဆရာမင်းတို့ဝင်ဖြစ်ပါတယ်။ ပြာအမျိုးအစားအနေနဲ့ဆိုလို့ရှိရင်တော့ဒီ linger ကပြာ ballet ပေါ့နော်ဇလန်းကပြာအမျိုးအစားဖြစ်ပါတယ်ပြီးတော့အခုဒီကျမဖက်ဆောက်တွေမှာပါတဲ့ဒီဥမောင်လာပြီကပြာကဆိုလို့ရှိရင်ဆရာကြီးမင်းသူက1963ခုနှစ်ဇန်နဝါရီလအမြတ်ဝတီမဂ္ဂဇင်းမှာရေးသားခဲ့တဲ့ဒီကပြာကိုကောက်နှုတ်ပြီးတော့မှထည့်သွင်းထားတာဖြစ်ပါတယ်ဒါကတော့ပထမဆုံးအနေနဲ့ကပြာမိတ်ဆက်လေးတွားခဲ့ရတာဖြစ်ပါတယ်ဆိုတော့အဲနောက်ထပ်အနေနဲ့ဟာကပြာကိုဖျက်ပြပေးချင်ပါတယ်ဆိုတော့ ဖိုးမောင်လာပြီမှားညုံညင်ရိတ်လူကြီးတိတ်နိုင်ရေစိတ်အနာရွာတကားမှခုတ်ချားကျဲလောင်စီချိုဟောင်းတော့ဖိုးမောင်လာပြီဆိုကြသည်ဟောင်းနံရက်၍ထက်ကြက်ပေါ်လာအတန်မာကညခါငားထောင်မောင်ဖိုးမောင်သည်ရွာတောင်ချောင်းကပြန်ခဲ့ပြီဖိုးမောင်တန်ကြားကင်းသမားကတကားကြီးအောက်မလွယ်ပေါက်ကိုတယောက်ဝင်သားဖွင့်လိုက်ပါတော့ ရာရင်အုပ်ဆောင်ဝဲတက်ချောင်းနဲ့ခါဆောင်ကိုကိုင်းငါပလိုင်းကိုလွယ်တိုင်းပြီးလင်ရွာကိုဝင်သည် လူပင်နေလားတစီလားတစီမကြောက်မွေမကြောက်ပဲတယောက်ထဲပင်ညင်မောင်တွင်၌သူလျင်ငါရှာမကြွေးပါကထိုရွာသူသားလူအများတို့ငါဆိုငါစင်းနှပ်ပေလိမ့်ဆောင်းတညာ၌ချမ်းမြစိန်အေးလာချမ်းကွေ၍ ရွာဘေးကြီးပြက်မှောင်နှက်နှက်မှဇီးကွက်ကအော်တောက်တဲ့ကြောစင်ရွာပေါ်လွှမ်းအောင်ခုကြားဟောင်းသည်ဖိုးမောင်လာချိန်မှာတကားတို့ဖြစ်တော်ညာခါတပါတို့တကားဝင်လို့သူမဆိုပဲမောင်းကိုထုပါလူစုပါဟိရွာကိုဘေးမှကာကွယ်ကြလို့ဓမြငှအာဖမ်းရထားဟုစကားမစုံဟစ်အော်တော့တွင်ဒိုင်းတုံးဒိမ့်တန်ရွာလုံးညာသည်ချောင်းရံပဲ့တင်ထက်သည် ဖိုးမောင်ဏီကုံဤတွင်ဆုံးလေရွာလုံးစိတ်တွင်ဖိုးမောင်ဝင်၍ပဲ့တင်ထက်ကဤလျက်ပါれဘဲခါမဆူစီးလင့်ကြို့တို့မိုင်းညုံညင်ရဲ့လူချေတိတ်၌ရေစိတ်အနာရွာတကားမှဂုတ်ကြားကျေလောင်းရမ်းရော်ဟောင်းတော့ဖိုးမောင်လာပြီဆိုစဲပင်20ရာစုမင်းတို့ဒါကတော့ဖိုးမောင်လာပြီကြပါပဲဖြစ်ပါတယ် ဆရာကြီးမင်းတို့ဝင်ကားဆိုလို့ရှိရင်ဒီကပြာကိုကျမတို့အားလုံးဖတ်လိုက်တာနဲ့တကယ်ကိုနားလည်လွယ်ပြီးတော့ရှင်းရှင်းလင်းလင်းဒီအတိတ်ပဲကိုမျက်လုံးနဲ့မှမြင်အောင်လာအောင်ဇလန်းကပြာဆိုတဲ့မျက်လုံးနဲ့မှမြင်အောင်လာအောင်ကိုပဲဖန်တီးပေးထားဖြစ်ပါတယ်ဆိုတော့စာမိတ်ကပြာမိတ်ဆက်ကလေးကိုလည်းတော်ပြီးပြီကပြာလည်းဖက်ပြီးတော်ပြီဆိုတော့ဆက်လက်ပြီးတော့မှကျမကရွေးချယ်ထားတဲ့ဒီမိကိုနံပါတ်5ဖုံးမောင်လာပြီကပြာနဲ့ပတ်သက်ပြီးတော့စာစုရေးစင်တာကိုသုံးသပ်ပြတ်တာပြီးတော့မှဖြစ်ပါတယ်ကျော် ခုမှောင်လာပြီကဗျာကစာကျွဲစီအနာအနေနဲ့ဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ဒီကဗျာကမြမရင်ကြီးမှုကိုအခြေတည်ထားတဲ့ဒီကျေးလက်နေပြည်သူရဲ့ဘဝကိုဇလန်းကဗျာအနေနဲ့ခန်းစားရေးဖွဲ့ထားပြီးဖြစ်ပါတယ် ဒီကဗျာရဲ့နောက်ခံအနေနဲ့ဆိုလို့ရှိရင်သူက1963ခုနှစ်ဝင်းကျင်ကာလမှာရှေ့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့နောက်ခံတည်ထားရပေါ့နော်ဒီမြန်မာနိုင်ငံကဆိုလို့ရှိရင်1948ကနေပြီးတော့1964ခုနှစ်အထိဒီ16နှစ်တောင်ကာလအတွင်းမှာဆိုလို့ရှိရင်လွတ်လပ်ရေးရပြီးတဲ့နောက်မှာပြည်ရင်းစစ်တွေကြောင့်မလို့တနိုင်ငံလုံးကတည်ငြိမ်မှုမရှိရဲ့အခြေအနေဒီအဲ့အခြေအနေကိုနောက်ခံထားပါတယ်ဒီမှာဆိုလို့ရှိရင်လက်နက်ကိုင်တွေကစူပူထကြရတဲ့ဒီတိုက်ခိုက်မှုတွေရှိရဲမတည်ငြိမ်ဖြစ်နေရပေါ့နော်အဲ့ဒီခါမှာဆိုလို့ရှိရင်ဒီ လက်နက်ကင်စုပူထားကြတဲ့လူတွေကြောင့်ဟိုလိုဖိုးမအောင်ဆိုရဲဒီတန်ခါတဲ့လေးနေနေရရွာပေါ့နော်အေယာဝရီမြဝကျွန်းပေါ်မှာရှိရဲရွာတရွာမှာဆိုလို့ရှိရင်တို့မှလည်းလူမျိုးစုပူထားကြတဲ့လူတွေရှိရကြောင့်မို့လို့ရွာကိုရွာတကားနာမှာကင်းဆောင်နေချရဲကင်းဆောင်ချရဲအခါမှာဆိုလို့ရှိရင်လူအဆောင်ပြင်ခွေးဆောင်ဖြစ်တဲ့ဒီကုတ်ချောက်ကချထားရဆိုပြီးဆရာကြီးရဲ့မျိုးလုံးထဲမှာမြောင်ရေးပေးထားရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ ီလိုမျိုးနိုင်ငံကဒီနိုင်ငံအခြေအနေကမတည်ငြိမ်တဲ့အတွက်သူတို့ရဲ့ရွာမှာဆိုလို့ရှိရင်လည်းအဲရွာသားတွေကရွာပြင်ကိုထွက်လို့မရတဲ့အချိန်ဖြစ်နေတယ်။အဲ့လိုဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ရွာသားတွေကအသားငါးဒီငါးဆို၅စင်းဆိုတာမဆအောင်ပေါ့နော်။အဲ့လိုအချိန်မျိုးမှာဆိုရင်ဖုန်းနောင်ကသူ့ရဲ့အသက်ကိုယ်တောင်တကယ်လို့သူကအပြည့်ထွက်မယ်ဆိုလို့ရှိရင်ဒီဓမြတွေရဲ့ရန်ဒီကိုတွေ့နိုင်မိမယ်လေ။သူ့ရဲ့အသက်ကိုပဓာနာမထားဘဲနဲ့ညအချိန်မှာဆိုရင်သူကရွာရဲ့တောင်ပေါ်မှာရှိရတဲ့ဒီရွာတောင်ချောင်းမှာ ငါးသွားရှာပြီးတော့ရွာသားရေငါးစုံငါးစိမ့်ကြီးရှာလာပြီးတော့ကျွေးရဲကျွေးရဲအခါမှာအဲ့လိုနဲ့တနေ့ပါဆိုလို့ရှိရင်ဒီဖိုးမောင်ကသူငါးရှာပြီးပြန်มาဓမြရဲ့ဖန်စီရခံရတယ်ဒီမဖန်စီရခံရတဲ့အချိန်မှာဆိုလို့ရှိရင် သူ့မှာဒါလိုမျိုးတကူလွယုံွားခြင်းနဲ့စိတ်ရှိမယ်ဘသူတည်တည်ငတ်တည်မှာပြီးရောဆိုရယ်စိတ်မျိုးသာရှိမယ်ဆိုလို့ရှိရင်ဒီဓမြရင်နဲ့တိုင်ပင်ပြီးရောမှသူ့အသက်ရှင်ရေးအတွက်ကိုလုပ်လို့ရတယ်ဒါပေမဲ့သူကဆိုလို့ရှိရင်သူဖန်ဆီခံရတဲ့အချိန်မှာလူမျိုးရွာကိုဓမြဘေးရနေရကနေအသက်ဆုံးပြီးတော့ကာကွယ်သွားပါတယ်အဲ့ဟာကိုဆိုလို့ရှိရင်ခုနကကပြားကိုဖတ်သွားတဲ့အချိန်မှာကပြားကိုနားထောင်ရတဲ့သူတိုင်းကဒီကပြားဖတ်လိုက်တာနဲ့ကိုသိနေမယ်လို့အထင်ပါတယ်အဲ့လိုမျိုးဒီ ဓမြလက်ထဲမှာဖန်ဆီးခံရတဲ့အချိန်တော်မှာသူအသက်ရှင်အောင်လို့လို့ရပါရဲ့နဲ့ရွာကိုဓမြပေးရနေရနေပြီးတော့အသက်ဆုံးကွယ်သွားတဲ့ဖိုးမောင်လူမျိုးကိုကျိုးစွန့်ပြီးတော့အနစ်နာခံစေအပြေးဝါရှိတဲ့လူတယောက်အကြောင်းကိုဆရာကြီးကဒီဖိုးမောင်လာပြီးဆိုရဲ့ကြပြာမှာဇလန်းကြပြာအနေနဲ့ပုံဖော်ရေးတတ်ထားပဲဖြစ်ပါတယ် ဆိုတော့နောက်ထပ် slide ကိုသွားမယ်ဆိုလို့ရှိရင်ဒီကြပြာက1963ခုနှစ်ဝင်းကျင်ကာလပေါ့နော်မြန်မာနိုင်ငံအေရဝတီတိုင်းဒါကြီးမြဝကျုံမော်ရွာမှာရှိတဲ့ဖိုးမောင်အကြောင်းကိုရေးသားထားတယ်။ဒီ share slide တွေမှာဆိုလို့ရှိရင်ခုနကကြပြာရဲကမှအဓိကအချက်လေးကိုကောက်ထုတ်ပြီးပြောသွားရပေါ့နော်။အမှဆိုလို့ရှိရင်ဆရာကြီးကဒီဖိုးမောင်ဟာသူ တိတ်ဆုံးသွားရဆိုပေမဲ့လည်းဒီဖိုးမောင်ပေါ်မှာထားရှိရရွာသူရွာသားတွေကအစပြီးတော့ဂုတ်ကြားဆိုရဒီခွေးလေးအစုံသူ့ပေါ်မှာထားရဒီချစ်ခင်မျက်နှာမှုတွေပြီးတော့လေးစားတန်ဖိုးထားမှုတွေအားကြကုန်မှုတွေလွှတ်ဆွတနာမှုတွေအစအရင်ကိုပေါ်လွင်အောင်ရေးသားပေးထားရပြီးလို့ရှိရင်ဒီကြပြမှာဆိုလို့ရှိရင်ဖိုးမောင်ဆိုရကိုယ့်ရဲ့ရွာကိုအသက်ဆုံးပြီးတော့ကာကွယ်ထားရဒီဖိုးမောင်လိုလူမျိုးကိုအဲတိုင်း ဖိုးမောင်လိုမျိုးပဲဒီတိုင်းမိနယ်လူမျိုးအတွက်အသက်ဆုံးပြီးတော့ကောက်ကွယ်ခဲ့တဲ့သူရဲကောင်းကြီးရဲ့မျိုးချစ်စိတ်တွေပြီးလို့ရှိရင်ဇာတိမှန်စိတ်တွေတမိုးတွေကိုသိရှိစေလို့ရစေနာနဲ့ဒီကဗျာကိုရေးသားထားတာဖြစ်ပါတယ်။ပြီးတော့ဆရာကြီးရဲ့ဒီစေနာတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဖိုးမောင်လိုမျိုးသူ့ရဲ့လူသေးသွားပြီမဲ့လေဒီရွာသူရွာသားရဲ့နှလုံးသားရဲ့မှာအဲလူသေးပေမဲ့နာမည်မသေးပဲနဲ့ကြံရှင်းနေရဲ့ဖိုးမောင်လူမျိုးပဲဒီလူတော်လူကောင်းတွေပြီးလို့ရှိရင်လူအဖိုးရံကြီးအာဇာနည်သူရဲကောင်းတွေ ေါ်ထွန်းလာစေဖို့အတွက်ဖြစ်စေတဲ့စေနာနဲ့ဆရာကြီးကဖိုးမောင်လာပြီးကြပြာကိုရွေးဖွဲ့ထားတယ်လို့ကျွန်မအနေနဲ့တော့မြင်မိပါတယ်။ဒါကတော့ဒီဖိုးမောင်လာပြီးကြပြာလေးချင်ငန်းမိကုန်းနံပါတ်5ဖိုးမောင်လာပြီးကြပြာမှာစာဆိုရဲစေနာကိုတုံးတက်ပြပါဆိုရင်မိကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်မရဲ့အမြင်တွေကိုဆွေးနွေးတော့ရဖြစ်ပါတယ်။ခုဒီလိုမျိုးအဆုံးအထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။